စစ်ပွဲတခုဘလို့အခြေအနေမျိုးဖြစ်လာမလဲဆိုတာကိုဆုံးဖြတ်ရမှာစစ်ရေးထောက်ပံ့ပို့ဆောင်ရေးဟာလည်းအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်ရုရှားရဲ့စစ်ရေးဗျူဟာကတော့ယူကရိန်းမှာခုမြင်နေရတဲ့ကြီးမားတဲ့တိုက်ခိုက်ရေးစစ်ဆင်ရေးတွေအတွက်လိုအပ်တဲ့အီယာမထောက်ပံ့ရေးကြိုးပမ်းအားထုတ်မှုတွေကိုထိမ့်သိမ်းထားနိုင်ဖို့မြေရထားလန်ကွန်ရက်တွေပေါ်မှာလုံးဝမှီခိုနေရတာပါပဲကျေပြန့်တဲ့ပထဝီဝင်အနေထားနဲ့ကြီးမားတဲ့တည်ယူပို့ဆောင်ရေးအတွက်တခြားရွေးချယ်စရာတွေနေပါတာကြောင့်ရုရှားစစ်တပ်ဟာတပ်ဖွဲ့တွေ စစ်လက်နက်ပစ္စည်းတွေနဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုရွှေ့ပြောင်းဖို့အတွက်ထိရောက်တဲ့မိရထားလန့်တွေလိုအပ်ပါတယ်။တမိုင်းတခြားဒုတိယကမ္ဘာစစ်အတွင်းမှာတော့မှစစ်ရေးထောက်ပံ့ပို့ဆောင်ရေးအတွက်မိရထားကွန်ရက်ကိုမှီခိုအားထားခြင်းကခင်မီပြောက်ကြားစစ်ပွဲကနေတဆင့်အခွင့်အရေးယူနိုင်တဲ့အားနည်းချက်တစ်ခုကိုဖန်တီးခဲ့ပါတယ်။မိရထားလန့်တွေရဲ့သဘောတဘာဝအရတိုက်ခိုက်မှုတွေအတွက်အဓိကပြစ်မှတ်တစ်ခုဖြစ်လာစေပါတယ်။ကားလန့်တွေလိုကြဲကြဲပြန့်ပြန့်ပြန့်နှံ့နေတာမဟုတ်ဘဲမိရထားကွန်ရက်တွေဟာအဓိကနေရာတွေတံတားတွေနဲ့ လမ်းစုံလမ်းကွာတွေလိုမျိုးပိတ်ဆို့နိုင်တဲ့နေရာတွေနဲ့တော်တော်လေးဗဟုထိလွယ်ရှလွယ်ရှိပါတယ်။ဒီအားနဲ့ချက်ကိုသိရှိထားတဲ့ယူကရိန်းအထူးစစ်စင်ရေးနဲ့ထောက်လန်းရေးဌာနတွေဟာရုရှားရဲ့မြစ်ရထားသေးယူပို့ဆောင်ရေးခြေကံအဆောက်အုံကိုနှောက်ယှက်ဖို့ဇက်တိုက်လှုပ်ရှားမှုတွေစတင်ခဲ့ပါတယ်။ဒီထက်ကနောက်ဆုံးတိုက်ခိုက်မှုကတော့ဇာပိုရီဇီးယားမှာရှိတဲ့ရုရှားစစ်ရထားတစ်စီးကိုပိတ်မှတ်ထားခဲ့တာပါ။ယူကရိန်းကာကွယ်ရေးထောက်လန်းရေးနဲ့ဆက်ဆက်နေတဲ့မောင်းသူမဲ့လေယာဉ်အော်ပရေတာတွေဟာလောင်စာစီတွေတင်ဆောင်ထားတဲ့ရုရှားစစ်ရထားတစ်စီးကိုပိတ်မှတ်ထားခဲ့ပြီး စီတိုင်ကြီးတွဲသုံးတွဲကိုမီးလုံးကြီးတွေဖြင့်ပြောင်းလဲပစ်ခဲ့ပါတယ်။ဒီရဲရင်တဲ့စစ်စင်ရေးကရုပ်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးမှုတွေသာမကပဲရုရှားရဲ့နောက်တန်းလှုပ်ရှားနိုင်စွမ်းကိုပါရပ်တန့်ပစ်ခဲ့ပါတယ်။ရုရှားတပ်ဖွဲ့တွေဟာသိမ်းပိုက်ခံတဲ့မြေတွေအထူးသဖြင့် Donetsk နဲ့ Zaporizhia Oblast ဒေသတွေမှာမိရထားခြေကံအဆောက်အုံတွေကိုပြန်လည်တိစောက်ဖို့နဲ့ချဲ့ထွင်ဖို့ကြိုးပမ်းနေတာကအမှတ်သားစရာပါပဲ။ဒီကြိုးပမ်းမှုတွေထဲမှာ Rostov on Don နဲ့သိမ်းပိုက်ခံရတဲ့ ရိုင်းမီးယားကြားကမည်ရထားလန့်အစ်တစ်ခုတိဆောက်တာလဲပါဝင်ပါတယ်။ဒါဟာခရိုင်းမီးယားတရားဘော်ကမှီခိုမှုကိုလျှော့ချပြီးစစ်ဘက်ကုန်စည်တည်ယူပို့ဆောင်ရေးအတွက်လုံခြုံရေးကိုမြှင့်တင်ဖို့ရည်ရွယ်ပါတယ်။ဒါအပြင်ရုရှားကမဲလီတိုပိုမှာကုန်တင်လုပ်ငန်းတွေပြန်လည်စတင်ဖို့နဲ့မာရီယိုပိုလမ်းကြောင်းကိုအဆင့်မြင့်တင်ဖို့လဲစီစဉ်ထားတာကသိမ်းပိုက်ခံခရိုင်းမီးယားနဲ့ဆက်သွယ်မှုတွေကိုခိုင်မာစေဖို့ဖြစ်ပါတယ်။ဒီစစ်ဆင်ရေးအတွက်ယူကရိန်းရဲ့သတင်းစကားကရှင်းပါတယ်။ငါတို့ကရှေ့တန်းမှာနေမဟုတ်ဘူး။မင်းတို့နောက်ွယ်မှာလည်းရှိနေတယ်ဆိုတာပါပဲ။ တကယ်တော့ဒီသတင်းစကားကအသက်ဆန်းတော့မဟုတ်ပါဘူးယူကရိန်းဟာအရင်ကလည်းရုရှားစစ်ရထားတွေကိုအလားတူတိုက်ခိုက်မှုတွေနဲ့ပြစ်မှတ်ထားခဲ့ပြီးရုရှားစစ်တပ်ရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကိုတဖြည်းဖြည်းဖြိုခွဲနေကြတာပါဒီဗျူဟာရဲ့တစိုက်တစ်ပိုင်းဖြစ်ဒီဇင်ဘာလကမော်စကိုဒေသရှိ Voskresnik မြစ်ထားပူတာမှာပောက်ကွဲမှုဖြစ်ခဲ့တာလည်းပါဝင်ပါတယ် Kremlin နန်းတော်ကနေမိုင်း80ပဲဝေ့တဲ့ဒီအရေးကြီးတဲ့နေရာမှာကုန်တင်ရထားတစ်စီးကိုပြစ်မှတ်ထားတာကရုရှားရဲ့မြို့တော်တွေအတွက်လုံခြုံမှုမရှိတော့ဘူးဆိုတာကိုပြောပြလိုက်သလိုပါပဲ ယူကရိန်းစစ်ဘက်ထောက်လှမ်းရေးဌာနဖြစ်တဲ့ GUR ကဒီတိုက်ခိုက်မှုအတွက်တာဝန်ရှိကြောင်းပြောကြားခဲ့ပြီးလူမှုမီဒီယာမှာလည်းဗီဒီယိုမှတ်တမ်းကိုထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ရုရှားအစိုးရမီဒီယာတွေကတော့ဒီဖြစ်ရပ်ဟာလေ့ကျင့်ရေးတစ်ခုသာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။စက်တင်ဘာလကဘဲဂူရော့ဒေတာ Novi Osko KI မှာကုန်တင်ရထားတစ်စီးလမ်းချော်ခဲ့ပြီးဒေတာအုပ်ချုပ်ရေးမှုကဒါဟာတရားမဝင်ဂျောင်းဝင်ဆော့ဖတ်မှုကြောင့်ဖြစ်တာလို့ပြောခဲ့ပါတယ်။ဇူလိုင်လကတော့လူမှုမီဒီယာမှာတင်ထားတဲ့ဗီဒီယိုတစ်ခုမှာဘဲဂူရော့မှာရှိတဲ့နောက်ထပ်မျိုးတစ်မျိုးဖြစ်တဲ့ စတာရီအော့စကိုနာကလီဘီတင်စကီတပ်ထူရင်းနဲ့စီမံထုတ်လုပ်ရေးဆက်ယုံအနီးမှာလမ်းချော်သွားတဲ့ယထာတစီရဲ့မိခိုးတွေထွက်နေတဲ့အပြက်စီးတွေကိုတွေ့ခဲ့ရပါတယ်။ဇူလိုင်လမှာပဲမော်စကိုဒေသကမိယထာဘူတာယုံတခုမှာကုန်တင်ယထာတစီလမ်းချော်ခဲ့ပြန်ပါတယ်။အဲဒီမတိုင်ခင်တလလိုမှာတော့ရုရှားရဲ့အကြီးဆုံးရေနံဂိတ်တွေကတခုကိုလက်ခံထားတဲ့လီနင်ဂရက်ဒေသလူကာစိတ်ကန်းနာမှာ လောင်စာစီတိုင်းတိုင်ကီတွဲငါးတွဲလမ်းချော်ခဲ့ပါတယ်။ရုရှားမိယထာကွန်ရက်တွေကိုဖျက်ဆီးတဲ့လှုပ်ရှားမှုဟာ ရုရှားရဲ့အကြီးအသားကျူးကျော်မှုပြီးမကြာခင်မှာပဲစတင်ခဲ့ပါတယ်။အစပိုင်းမှာယူကရိန်းထူးတပ်ဖွဲ့တွေနဲ့စစ်ပွဲကိုထောက်ခံတဲ့အတိုက်အခံအဖွဲ့ဝင်တွေရဲ့ပျောက်ကြားတိုက်ခိုက်မှုတွေနဲ့စခဲ့တာပါ။ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာတော့ယူကရိန်းထောက်လန့်ရေးအေဂျင်စီတွေနဲ့သိမ်းပိုက်ခံယူကရိန်းနယ်မြေတွေမှာရောရုရှားနိုင်ငံအတွင်းမှာပါလှုပ်ရှားနေတဲ့ယူကရိန်းလူလာစုတပ်ဖွဲ့ဝင်တွေရဲ့ဥဆောင်မှုအောက်မှာပိုပြီးစနစ်ကြတဲ့ပေါင်းဆက်ညှိနှိုင်းမှုရှိတဲ့ကြိုးပမ်းမှုအဖြစ်တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။အအောင်မြင်ဆုံးဖြတ်စည်းရေးတိုက်ခိုက်မှုတွေတဲ့ကတခုကတော့2023ခုနှစ်ဒီဇင်ဘာလမှာ ယူကရိန်းအော်ပရေတာတွေကရုရှားရှေ့ပိုင်းကစီဗယ်ရိုမော်စကီမိရထားဥမေလှိုင်ကောင်းကိုကြီးကြီးမားမားပြက်စီးစေခဲ့တာပါပဲ။မကြသေးမီကပြုလုပ်ခဲ့တဲ့တိုက်ခိုက်မှုတွေကတခုကတော့စစ်ရေးထောက်ပံ့ပို့ဆောင်ရေးအတွက်အရေးပါတဲ့သွေးကြောဖြစ်တဲ့ Vanguard အာမှုရဲ့တံတားတွေကိုဖျက်ဆီးခဲ့တာပါ။တံတားကလုံးဝမပြက်စီးခဲ့ပေမဲ့ထိခိုက်မှုတွေကမိရထားလန့်တွေကိုတိတိတတ်တာပြက်စီးစေပြီးတော့ရုရှားရဲ့စစ်ပတ်ထောက်ပံ့ရေးပစ္စည်းတွေကိုလည်းရပ်တန့်စေခဲ့တာကြောင့်ဒီလိုတိုက်ခိုက်မှုတွေရဲ့အလားအလာရှိတဲ့တက်ရောက်မှုတွေကိုပြသခဲ့ပါတယ်။အလားတူဖျက်ဆီးရေးကြိုးပမ်းမှုတွေက ရုရှားနဲ့တိမ့်ပိုက်ခံယူကရိန်းနယ်မြေတွေမှာရှိတဲ့မီးရထားလန့်တွေအပြောင်းအရွှေ့ပူလာရုံတွေနဲ့ထောက်ပံ့ရေးကူတောင်တွေကိုပိတ်မှတ်ထားခဲ့ပါတယ်။ဒီနောက်ဆက်မှုတွေကရုရှားစစ်တပ်အတွက် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာခေါင်းကိုက်ဆရာတွေကိုဖန်တီးပေးနေပြီးပိုရှေလျားတဲ့လမ်းကြောင်းတွေအတိုင်းတည်ယူနေရတာကြောင့်နှောင့်နှေးမှုတွေအများကြီးဖြစ်ပေါ်စေခဲ့ပါတယ်။နောက်ဆုံးပေါက်ကွဲမှုတွေမဖြစ်ခင်ကတည်းကရုရှားတည်ယူပို့ဆောင်ရေးအရာရှိတွေဟာ ရုရှားရဲ့မိရထားကွန်ရက်ဟာဘေးဥပတ်ကြားရောက်တော့မဲ့အခြေအနေရောက်နေပြီလို့ကြဲကြဲလောင်လောင်သတိပေးပြောဆိုနေကြပါပြီ။ဒီလိုဖြက်စည်းရေးလှုပ်ရှားမှုတွေကချက်ချင်းဖြစ်ပေါ်လာတဲ့ဆိုးကျိုးတွေပြင်ရေရှည်အကျိုးသက်ရောက်မှုတွေလည်းရှိပါတယ်။ရုရှားရဲ့စည်းရေးမူဝါဒဟာရှေ့တန်းကတပ်ဖွဲ့တွေကိုထိမ့်သိမ်းထားဖို့အတွက်ထောက်ပံ့ရေးပစ္စည်းတွေအဆက်မပြတ်ရောက်ရှိနေဖို့လိုအပ်ပါတယ်။ရုရှားတပ်ဖွဲ့တွေဟာအခုစစ်ပွဲမှာအားနည်းနေပြီဖြစ်လို့ဘလို့နှောက်ယှက်မှုမျိုးမဆိုစစ်စင်ရေးတွေပေါ်တဖြည်းဖြည်းသက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ဖြက်စည်းမှုတွေကြောင့်ဖြစ်ပေါ်တဲ့ထောက်ပံ့ရေးနှောင့်နှေးမှုတွေက ရှေ့တန်းယူနစ်တွေစီ KMB ကြောင့်လည်းအရေးကြီးပစ္စည်းတွေရရှိနိုင်မှုကိုရှော့ချစေနိုင်ပြီးစစ်သားတွေကိုစိတ်ဓာတ်ကြစေကရုရှားရဲ့ထိုးစစ်ဆင်နိုင်စွမ်းကိုကန့်တန်နိုင်ပါတယ်။ယူကရိန်းထောက်လှမ်းရေးနဲ့ထိုးစစ်ဆင်ရေးဌာနတွေဟာယူကရိန်းနဲ့ရုရှားလိုလားသူပျောက်ကြားအဖွဲ့အစည်းတွေရဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကိုတိစောက်ရမှာကူညီပေးခဲ့ပြီးသူတို့ရဲ့လှုပ်ရှားမှုတွေကိုပြစ်မှတ်မျိုးမျိုးစီဥတီစေခဲ့ပါတယ်။ပူတင်ရဲ့စစ်အစိုးရကအချိန်တော်ကြာဆန့်ကျင်ခဲ့တဲ့ရုရှားအဖွဲ့အစည်းတွေနဲ့အဆက်အသွယ်တွေတိစောက်ခဲ့ပြီးရုရှားရဲ့အကြီးစားကျူးကျော်မှုမစတင်ခင်ကတည်းက ယူကရိန်းရှေ့ပိုင်းမှာစီးယုံလှုပ်ရှားမှုတွေကိုလှုံ့ဆောင်ခဲ့တာပါဒုတိယကမ္ဘာစစ်က Normandy ကန်တက်စစ်စင်ရေးဒီဒေးကာလအတွင်းမှာဆိုရင်လေ Jet Ball လို့ဆိုရက် mission တွေဟာမဟာမိတ်တပ်ဖွဲ့တွေရဲ့ထိုးစစ်ကိုဂျာမန်တို့တံပြန်တိုက်ခိုက်တဲ့အခါနှောင့်နှေးစေဖို့အတွက်အဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်ဒီ mission တွေဟာဂျာမန်တပ်များရွေ့ရှားမှုကိုနှောက်ယှက်ဖို့ဆက်သွယ်ရေးလိုင်းတွေကိုဖျက်တောက်ဖို့နဲ့ဒေသခံပြင်သစ်ခုခံရေးအဖွဲ့တွေကိုစုစည်းပြီးထောက်ပံ့ပေးဖို့ရည်ရွယ်ခဲ့ပါတယ်ဒီသမိုင်းဝင်ဖြစ်ရက်က နေသင်ငန်းသာယူပြီးလက်ရှိယူကရိန်းပြည်ပခါမှာ ရုရှားရဲ့စစ်ရေးလှုပ်ရှားမှုတွေကိုနှောက်ယှက်ပြီးယူကရိန်းရဲ့ခုခံမှုကိုအားဖြည့်ဖို့အတွက်ဖျက်ဆီးရေးလှုပ်ရှားမှုတွေကိုအကျိုးရှိရှိလှုပ်ဆောင်နေပါတယ်။ပထမဆုံးအနေနဲ့သိမ်းပိုက်ခံယူကရိန်းနဲ့ရုရှားတဝမ်းမှာရှိတဲ့ယူကရိန်းထောင်လည်ရေးဌာနတွေနဲ့ပြည်ရင်းပျောက်ကြားအဖွဲ့အစည်းတွေကြားပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်ဖို့အရေးကြီးပါတယ်။ပျောက်ကြားအဖွဲ့တွေကိုဆက်လက်ထောက်ခံခြင်း၊လေ့ကျင့်ပေးခြင်းနဲ့အရင်းအမြစ်တွေပံ့ပိုးပေးခြင်းအဖြစ်ယူကရိန်းဆိုရဟာပုံမိုးရှုပ်ထွေးတဲ့ဖျက်ဆီးဖျက်ဆီးရေးစစ်ဆင်ရေးတွေကိုလှုပ်ဆောင်နိုင်စွမ်းကိုမြင့်တင်နိုင်ပါတယ်။ ဒါအပြင်အရေးကြီးတဲ့မိရထားအခြေခံအဆောက်အုံတွေကိုပြစ်မှတ်ထားဖို့လိုအပ်တဲ့ဤပညာဆိုင်ရာကျွမ်းကျင်မှုပောက်ကွဲပစ္စည်းတွေနဲ့အခြားအထူးပြုပစ္စည်းတွေပံ့ပိုးပေးတာတွေပါဝင်နိုင်ပါတယ်။ဒါအပြင်သတင်းဆက်ဆံရေးတွေကိုတိုးမြှင့်ခြင်းကရုရှားရဲ့စစ်အစိုးရကိုဆန့်ကျင်တဲ့ပြည်ရင်းခုခံမှုတွေတိုးလာတာကိုအသုံးချနိုင်ပြီးတောက်ကြားလှုပ်ရှားမှုတွေကိုပုံမအားဖြည့်ပြီးကတနိုင်ငံလုံးမှာဗဟိုချုပ်ကန့်မှုမရှိတဲ့ခုခံရေးလှုပ်ရှားမှုတွေကိုဖြစ်ပေါ်လာစေနိုင်ပါတယ်။ဒုတိယအနေနဲ့လှုပ်ရှားမှုရဲ့နယ်ပယ်ကိုထပ်မံချဲ့ထွင်ပြီးမိရထားကွန်ရက်တွင်းရှိ ထပ်ဆောင်ထောက်ပံ့ရေးစင်တာတွေနဲ့အရေးကြီးတဲ့အချက်ချကြတဲ့နေရာတွေကိုပြစ်မှတ်ထားခြင်းကစုပေါင်းတယောက်မှုကိုမြင့်တင်ပေးနိုင်ပါတယ်။အရေးကြီးတဲ့တရားတွေနဲ့မိရထားလန်းတွေကိုပြစ်မှတ်ထားနေချိန်မှာမိရထားကိုယ်တော်တွေပြုပြင်ထိန်းသိမ်းရေးဘူတာယုံတွေနဲ့အပြောင်းရွှေ့ဘူတာယုံတွေလိုမျိုးကာကွယ်ရေးအားနည်းတဲ့နေရာတွေကိုအာရုံစိုက်တာကမိရထားကိုယ်ရက်ကောင်းမွန်စွာလည်ပတ်နိုင်ဖို့အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ပြီးပြည့်စည်သွားရင်ရေရှည်နှောက်ရှက်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။ရုရှားရဲ့ပြည်ရင်းခုခံမှုအားကောင်းလာတာနဲ့မျှဒီနောက်ထပ်ပြစ်မှတ်တွေကိုပုံမိုချင်းကပ်လာနိုင်ပါတယ်။ တတရအနေနဲ့ဒီတိုက်ခိုက်မှုတွေရဲ့တိကျမှုကိုမြင့်တင်ဖို့ခင်မီနီးပညာနဲ့ထောက်လန်းရေးကိုအသုံးချတာကအရေးကြီးပါတယ်ဂျိုဒုတပ်ပုံတွေ drone ထောက်လန်းရေးတွေနဲ့အချက်ပြထောက်လန်းရေးတွေကရုရှားရဲ့ကျယ်ပြန့်တဲ့မီးရထားကွန်ရက်တွင်းမှာအားနည်းချက်အရှိဆုံးနေရာတွေကိုဖော်ထုတ်နိုင်ဖို့ကူညီပေးနိုင်ပါတယ်။ဒါကမြေပြင်ပေါ်က operator တွေအတွက်အန္တရာယ်အနည်းဆုံးနဲ့ကြီးမားတဲ့တက်ရောက်မှုရှိနိုင်တဲ့ပိုပြီးစနစ်ကျတဲ့တိုက်ခိုက်မှုတွေကိုခွင့်ပြုပေးပါတယ်။ Ukraine ထူးစစ်ဆင်ရေးတပ်ဖွဲ့တွေနဲ့ထောက်လန်းရေးဌာနတွေကစီမံခန့်ခွဲပြီးတိမ့်ပိုက်ခံ Ukraine နဲ့ Russia တဝန်းက ပျောက်ကြားတွေနဲ့ရုရှားရဲ့မိရထားတည်ယူပို့ဆောင်ရေးကွင်းရက်ကိုဖျက်ဆီးလှုပ်ရှားမှုဟာရုရှားဆိုရရဲ့ယူကရိန်းကျူးကျော်မှုကိုအားနည်းစရာမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။ယူကရိန်းရဲ့မိရထားလန်တွေကိုဒရုန်းနဲ့တိုက်ခိုက်မှုတွေကစစ်ရေးရင်တန်းတွေကိုရပ်တန့်စေုံသာမကပဲရုရှားရဲ့စီးပွားရေးသွေးကြော်တွေကိုလည်းပိတ်မှတ်ထားနေပါတယ်။ဒီတိုက်ခိုက်မှုတွေရဲ့စီးပွားရေးတက်ရောက်မှုကခံမှန်းချက်သက်သက်မဟုတ်တော့ပါဘူး။ဒါဟာတပ်တွေပြပီးသားပြိုလဲမှုတစ်ခုပါ။ရုရှားမိရထားလန်မှာကုန်ယူကုန်စီတည်ယူပို့ဆောင်ရေးကိုလက်ဝဲကြီးအုပ်ထားတဲ့ ရုရှားမိရထားဟာ2024ခုနှစ်အစောပိုင်းကလေးကလွန်ခဲ့တဲ့15နှစ်တွင်ကုန်စည်တည်ယူပို့ဆောင်မှုပမာဏအဆိုးဝါးဆုံးကျဆင်းမှုကိုရင်ဆိုင်ခဲ့ရပါတယ်။ဇန်နဝါရီလကနေဧပြီလဧပြီလထိစုစုပေါင်းကုန်စည်တည်ယူပို့ဆောင်မှုဟာကျောက်6.8%ခန့်လုံးကျဆင်းခဲ့ပြီးတန်ချိန်380.6တန်းအထိရောက်ခဲ့ပါတယ်။ဧပြီလမှာတော့ဒီကျဆင်းမှုဟာစံချိန်တင်6.8%ခန့်လုံးအထိရောက်ရှိခဲ့ပါတယ်။အနာဂတ်ခန့်မှန်းချက်တွေကပိုလို့တောင်ဆိုရပါတယ်။ရုရှားမိရထားစီမံခန့်ခွဲမှုက2025ခုနှစ်မှာ ကုန်စည်ပမာဏ300ခန်းလုံးကျဆင်းမယ်လို့ခန့်မှန်းထားပြီးဒါကတန်ချိန်36.8တန်းကျဆင်းက1.25ဘီလီယံတန်အထိနစ်နာသွားစီမှာပါဒီလိုကြီးမားတဲ့ကျဆင်းမှုဟာကိန်းကနန်းတသက်မဟုတ်ပါဘူးအရေးပါတဲ့အခြေခံအကြောင်းရင်းတွေရှိပါတယ်ရုရှားရဲ့ထိပ်တန်းဆက်မှုလုပ်ငန်းကြီးတွေဖြစ်တဲ့ Russell NLMK Gazprom Sivastal MMK စားလာတွေဟာတရုတ်ပို့ဆောင်ရေးကုန်ကျစရိတ်မြင့်မားတာနိုင်ငံတကာပိတ်ဆို့မှုတွေနဲ့ကမ္ဘာဈေးကွက်ဆိုင်ရာစိန်ခေါ်မှုတွေကြောင့် တို့ရဲ့တည်ယူပို့ဆောင်ရေးအစီအစဉ်တွေကိုဖျက်သိမ်းတာဒါမှမဟုတ်တိတိတတ်တာရှော့ချခဲ့ကြပါတယ်အလားတူပဲတရုတ်နိုင်ငံကိုမြေဩဇာတတ်ထုပိဒါဆိုင်ရာကုန်ပစ္စည်းတွေရေနံထွက်ပစ္စည်းတွေတင့်တဲ့ဓာတ်ရုပ်ပစ္စည်းတွေတင်ပို့မှုဟာတိတိတတ်တာကျဆင်းခဲ့ပါတယ် Gasbron Neft လို့စွမ်းအင်လုပ်ငန်းကြီးတွေလည်းအလားတူပိတ်ဆို့မှုတွေရဲ့တက်ရောက်မှုကိုခံစားခဲ့ရပါတယ်ဒီအချိန်တွေကရုရှားရဲ့ပြည်ရင်းစီးပွားရေးစီးပွားမှုကိုသာမကပဲနိုင်ငံခြားကုန်သွယ်ရေးလမ်းကြောင်းတွေကိုပါပိတ်ဆို့လာစီပါပြီဒီကိန်းကနဲတွေရဲ့မြေပြင်အခြေအနေမှန်ကရှင်းပါတယ် တရားတစင်းပျက်စီးသွားတိုင်းမိရထားလန်တစ်ခုဖျက်တောက်ခံရတိုင်းခြေတန်းကရုရှားတပ်ဖွဲ့တွေစီရောက်ဖို့လိုအပ်တဲ့ခရမ်းမီကြောင့်လောင်စာစီနဲ့ပစ္စည်းကရိယာတွေနှောင့်နှေးကြံ့ကြာကုန်ပါတယ်။ထောက်ပံ့ရေးကွင်းဆက်ကပြိုကွဲနေပါတယ်။စစ်သားတွေစာလောင်နေကြပါတယ်။စစ်ပွဲကနှိပ်ကွေးနေပါတယ်။ဒါကြောင့်ယူကရိန်းရဲ့မိရထားလန်တွေကိုတိုက်ခိုက်တာကဖျက်စီးရေးသက်သက်မဟုတ်ပါဘူး။ဒါဟာစစ်ရေးစီးပွားရေးနဲ့စိတ်ပိုင်းဆိုင်ရာရှုထောင့်ပေါင်းစုံပါဝင်တဲ့အလှော်ပေါင်းစုံမဟာဗျူဟာမြောက်စစ်စင်ရေးတစ်ခုပါပဲ။ယူကရိန်းမှာရှိတဲ့ရုရှားတပ်ဖွဲ့တွေဟာ တစ်နှစ်ကိုထိခိုက်တံရရသူ၄သိန်းကျော်ရှိနေပါတယ်။ဒါဟာကမ္ဘာအကြီးဆုံးကစားကွင်း၄ခုကိုပြည့်အောင်ဖြည့်နိုင်တဲ့ပမာဏပါပဲ။ရုရှားအနေနဲ့ရေသွေးရှိတဲ့ဝင်တိုင်းအင်အားမလုံလောက်မှုနဲ့ရင်ဆိုင်နေရနိုင်ပေမဲ့2024ခုနှစ်အထိတည်ရင်အားဖြည့်တင်းမှုကအများခံမှန်းထားတာထက်အများကြီးပိုအောင်မြင်ခဲ့ပါတယ်။အဲ့ဒီနှစ်ဧပြီလမှာနေတိုးရဲ့ဥရောပတပ်ဖွဲ့များစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးခရစ်စတိုဘာကာဗိုလီက ရုရှားဟာကျွန်တော်တို့ရဲ့ကနဦးခံမှန်းချက်တွေထက်မြန်မြန်ဆန်ဆန်ပဲတပ်ဖွဲ့ကိုပြန်လည်တည်ဆောင်နေပါတယ်။စစ်တပ်ကယူကရိန်းကိုကျူးကျော်လုံကထက်15ရာခိုင်နှုန်းပိုပြီးကြီးမားနေပါတယ်လို့ပြောကြားခဲ့ပါတယ်။ယူကရိန်းစစ်ပွဲဆက်လက်ဖြစ်ပွားနေတဲ့မှာရုရှားအနေနဲ့သူ့ရဲ့တပ်ဖွဲ့တွေကိုပြန်လည်တည်ဆောက်ဖို့နဲ့ချဲ့ထွေမှုစွမ်းရည်ကိုဆက်ထိန်းထားနိုင်မလားဆိုတာတော့မသေးကြသေးပါဘူး။ပိုသေးကြတာကတော့သူ့ရဲ့စုစုပေါင်းလူဦးရေအသာစီးရနေတာပါပဲ။ရုရှားမှာယူကရိန်းထက်လေးစားခန့်ပိုများတဲ့လူဦးရေရှိပြီးအသက်20ကနေ39နှစ်ကြာအမျိုးသား78.9%ခန့်ရှိပါတယ်။ ယူကရိန်းမှာတော့အသက်တူအမျိုးသား9တန်းအောက်သာရှိပါတယ်။ရုရှားဟာယူကရိန်းထက်သုံးဆပုံများတဲ့စစ်သားတွေကိုဆုံးရှုံးခဲ့ရင်နောက်ဆုံးရှုံးမှုကနည်းပါးနေဦးမှာပါ။စစ်လက်နက်ပစ္စည်းဖြည့်တင်းမှုပိုင်းမှာတော့ရုရှားဟာယူကရိန်းထက်တိတိတတ်တာအသာစီးရနေပါတယ်။ဒီရဲ့အဓိကအကြောင်းရင်းကရုရှားဆိုရရဲ့စစ်ပတ်ထုတ်လုပ်ရေးကိုအာရုံစိုက်မှုကြောင့်ပါပဲ။ရုရှားဆိုရက2025ခုနှစ်အတွက်စီစဉ်ထားတဲ့အတိုင်းသုံးဆွဲမယ်ဆိုရင်ရုရှားရဲ့ဖက်ဒရယ်အသုံးစရရဲ့40ရာခိုင်နှုန်းကကာကွယ်ရေးနဲ့မျိုးသားလုံခြုံရေးအတွက်သုံးဆွဲသွားမှာဖြစ်ပါတယ် ဒီအချိုးစားကရုရှားရဲ့ပညာရေးကျန်းမာရေးနဲ့လူမှုစီးပွားဖူလုံရေးအတွက်စုစုပေါင်းအသုံးစရိတ်ထက်ကျော်လွန်သွားမှာပါ။ကာကွယ်ရေးနဲ့မျိုးသားလုံခြုံရေးအတွက်ဒီလိုမြင့်မားတဲ့အသုံးစရိတ်အချို့ကရုရှားရဲ့စည်ရေးမဟုတ်တဲ့ဥသာပေးကိစ္စတွေကိုထိခိုက်စေမှာပါ။1953ခုနှစ်ကတမရဒရိုက်ဆန်ဟောင်းပါ။ဒရိုက်အိုက်ဆန်ဟောင်းဝါကမိန်ကွန်းမှာထင်ရှားကြော်ကြတဲ့တနက်နဲ့ထောပတ် Gans and Butter အယူအဆအရစည်ရေးစစ်စင်ရေးတွေမှာသုံးဆွဲတဲ့ငွေဟာကျန်းမာရေးပညာရေးနဲ့ အခြားပြည်တွင်ဥသာပေးကိစ္စတွေမှာတုံးဆွဲခြင်းမပြုရတဲ့ငွေဖြစ်ပါတယ်။ဒီလိုကုန်ကြစရိတ်လဲလှယ်မှုတွေကဆိုဗီယက်ယူနီယံပြိုကွဲရမှာမငင်းနိုင်တဲ့အခမ်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ဒါမှမဟုတ်အ ਨੇ ဆုံးတော့စစ်အေးခေတ်မှာအမေရိကန်ပြည်ထောင်စုရဲ့ဆိုဗီယက်တွေနဲ့မဟာပြူဟာမြောက်ရှင်ပြိုင်မှုကိုလှုံ့ဆော်ပေးတဲ့အယူအဆရဲ့တစိုက်တစ်ပိုင်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းရုရှားရဲ့ခံမှန်းခြေစစ်ဘက်အသုံးစရိတ် GDP ရဲ့ဂျာခိုင်နှုန်းအနေထားက1980ပြည့်လွန်နှစ်များအလယ်ပိုင်းကဆိုဗီယက်ရဲ့ခံမှန်းခြေအဆင့်တွေနဲ့ဘယ်နေရာမှာမှမနီးစပ်ပါဘူး။ ဲ့ဒီတုန်းကလူမှုရေးတင်းမာမှုတွေအမြင့်ဆုံးရောက်နေခဲ့တာပါရုရှားစီးပွားရေးဟာစိန်ခေါ်မှုတွေရင်ဆိုင်ခဲ့ရပြီးရှေ့ဆက်ပြီးလည်းရင်ဆိုင်ရအောင်ပါပါဒီစိန်ခေါ်မှုတွေကြားမှာရုရှားရဲ့စီးပွားရေးပြိုလဲမှုနှီးစပ်နေပြီလို့ခန့်မှန်းတဲ့ခွဲခြားစိတ်ဖြာသူတွေဆက်ရှိနေဦးမယ်လို့ကျွန်တော်တို့မျှော်လင့်နိုင်ပါတယ်ရုရှားစီးပွားရေးကလာမယ့်နှစ်အနည်းငယ်တွင်အနောက်ဥရောပနိုင်ငံအများစုထက်စီးပွားရေးတိုးတက်မှုပုံပုံမြန်ဆန်စွာဆက်လက်ရုန်းကန်နေရနိုင်ပါတယ်ဒီလိုဖြစ်ခဲ့ရင်ရုရှားရဲ့စီးရေးချိန်ချောင်းမှုကမကြာမီပျောက်ကွယ်သွားဖို့မဖြစ်နိုင်ပါဘူး ရုရှားစစ်ဘက်ဆက်မှုလုပ်ငန်းကအခုထိလက်ပတ်နေတဲ့ဆက်ရန်တရားတစ်ခုပါပဲယူကရိန်း NATO နဲ့သူ့ရဲ့မဟာမိတ်တွေကိုတိတိတပ်ပါချိန်ချောက်နိုင်လောက်တဲ့စနစ်တွေကိုဆက်လက်ထုတ်လုပ်သွားနိုင်ဖို့များပါတယ်ရုရှားရဲ့မီးရထားလန်တိုက်ခိုက်ခံရမှုတွေကစစ်ရေးချိန်တွေပေါ်အတော်လေးထိခိုက်စေတာသိသာနေပါပြီရုရှားစစ်သားတွေလည်းငတ်ပြတ်နေကြသလိုစီးပွားရေးတွေလည်းကျဆင်းလို့နေပါပြီဒီချိန်တွေမျိုးမှာပူတင်အနေနဲ့ဘာကိုရွေးမှာပါလဲစစ်ရေးချိန်တွေကရောမြ мян ဆန်ဆန်ပဲပြီးဆုံးသွားနိုင်ပါမလားဆိုတဲ့အဖြေကိုတော့ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ